2025ခုနှစ်ဇွန်လ25ရက်ဒီနေ့ဗုဒ္ဓဦးနေ့အတွက်ကခொနည်းသားမီးအလုံးတို့တဲ့တဲတော်ကံကြောင်တဲ့ကလူဝိုင်းနဲ့ရွှေခွဲများလို့ဒိဗယ်ရတယ်မိစ္ဆာတို့အတွက်သတင်းကောင်းတွေကြားရမယ်အဆက်အသွယ်ကောင်းတွေရမယ်လူမှုရေးကိစ္စတွေအဆင်ပြေသွားမယ်အခုညီပေးတဲ့သူတွေကိုယ့်စီကိုပေါ်လာလိမ့်မယ်စာချုပ်ချုပ်တာတွေရှောက်လာတင်တာတွေလက်မှတ်ရေးထိုးတာတွေအောင်မြင်လိမ့်မယ်အကြီးအကဲကိုအားကိုးယုံကြည်လို့ရတဲ့နေ့ဖြစ်ပါတယ်ဒီနေ့မှာခொနည်းသားမီးအလုံးကံထူးကောင်းမှုလို့အတွက်ဆိုရင်တော့ အာတက်ကြီးရွယ်ဦးကျမ်းမာရင်ညနဲ့အဖိုးအဖွားတရားကိုဓာတ်ဆာနဲ့တကွာစေဝါဒါနပြုလိုက်ခြင်းအဖြစ်ကန္တရရဲ့အထောက်မှန်ကောင်းတွေအထူးရပါလိမ့်မယ်ဒီနေ့မှာမိချုသနဲ့ဘွားမြင်ကြတဲ့ရင်သွေးရဏရရတော့ဘုရုနေဘွားမာဘုဗေဒနိယမရဏဘွားသာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားငယ်စဉ်မှာခြူကြပြီးတော့အောင်မြင်ကြီးပွားချမ်းသာများအောင်မြင်ကြီးပွားချမ်းသာလိမ့်မယ်သူများဖြစ်ကြပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးနဲ့မင်္ဂလာပါ ဝင်းနေရှင်နေတဲ့ကုသိုလ်ရေရေအားတော့ငါတက်စီလွတ်တော်ရေရေအားပြည့်၍ဒီနေ့တားလုံးအောင်မြင်ချမ်းသာကြပါစေလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့အတွက်အကျိုးပေးစုမိုးကဏ္ဍကတော့တက်ကဏ္ဍကိုးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတွေအားလုံးငွေကန်ကောင်းမှုလို့တော့ကတော့ငါမုံကျော်စားပြီးဆူတောင်းလိုက်ပါငွေကြေးကိစ္စရင်စကားပြောမယ်ဆိုရင်တော့ကိုးရလေးတရားစောင်းပြီးတော့တုံးမုံစားပြီးတော့ပြောဆိုခြင်းအဖြစ်အောင်မြင်ပါလိမ့်မယ်စတုဆိုင်တွေတဖိတ်ဆိုင်တွေစားသောက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့တော့ကတော့ပတ်စံထားတဲ့ကောင်တာထဲမှာပတ်စံထားတဲ့နေရာမှာ ခဲတဲ့အသစ်ကလေးတစ်ချောင်းထားလိုက်ခြင်းအပြင်ရောင်းအပ်တတ်ပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သတ်ဖို့လိုတော့ကတော့ဘယ်ဘက်လက်ဝါးမှာကာကြီးအခရာရေးပြီးလက်နဲ့တို့ပြီးပုတ်ပြီးခောက်ပြီးရောင်းထွက်ပါစေဆူတောင်းလိုက်ခြင်းအပြင်အယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်။အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံတဲ့သူရဲ့အမိကိုကြောက်ကြုံသည့်တလုံးမှာရေးပြီးသီလရှင်ဆရာလေးတစ်ပါးပါးကိုလှူဒန်းလိုက်ပါခင်ဗျာ။ကျမ ాయి ညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ ాయి ကောင်းမှုလို့တက်ဆိုပြီးအနီအောင်ဖျောင်းနိုင်မိထုံးပြီးဆူတောင်းလိုက်ပါခင်ဗျာ။ အခြေကိစ္စမြင့်တိုင်းကိစ္စအိမ်တော်ကိစ္စတွေတော့စိတ်ချမ်းသာစရာကြုံတွေ့ရပါလိမ့်မယ်ပြားရည်တပင်းရဟန်းတန်ခါတစ်ပတ်ကိုလှူဒန်းပြီးအခြေမြင့်တိုင်းအစဉ်ပြေဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာ